ိသတ်များအားလုံးပဲမင်္ဂလာပါရှင့်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ဒီချိန်တော်တီတော်နဲ့စကားဝိုင်းစီစဉ်ရနေပြိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်ချိန်မင်္ဂလာပါဟုတ်ကဲ့ပါရှင့်အဲ့တော့အပတ်တိုင်းလို့လို့မားမျိုးတို့ကစိတ် ထားတက်ဖို့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေနောက်ပြီးတော့ကိုယ့်ရဲ့နေ့စဉ်ဘဝကိုပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါပါဖြတ်သန်းနိုင်ဖို့အတွက်အာဒါတစ်ချက်ရဲ့စကားသံလေးတွေဝေမျှမှုရင်းနဲ့အတူဒီ relationship အကြောင်းတွေလည်းတော်တော်များများပြောခဲ့တယ်ပေါ့နော်ဒီချက်အဲ့တော့ဒီနေ့မှာတော့မျိုးတော်တော်များများဒီခစ်မှာခစ်စားလာတဲ့စကားလုံးအတုံးနှုံးလေးနဲ့အတူဒီနောက်ပိုင်းမှာရှိနေတဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုရွေးချက်ထားပါတယ်ဒါကတော့ abundance ဖြစ်ပါတယ်အဲ့တော့ ပြည့်စုံကျွဲဝချင်းလို့ပြောရမှာပေါ့เนาะတခြားဒါပေမဲ့တို့ဒီနေ့မှာ abundance အကြောင်းပြောကြမှာပေါ့เนาะဟုတ်ကဲ့ဆိုတော့ကျေယူလိုက်တဲ့ topic ကလေးကဒီနေ့ abundance နဲ့ပတ်သက်လို့ပေါ့နော်။ဘာဖြစ်လဲဆိုတော့အခုခေတ်မှာ abundance abundance နဲ့အရင်သုံးကြရတယ်နော်။အာ universe နဲ့ဆက်သွယ်ပြီးတော့မိမိကိုယ်နဲ့လည်း abundance ရှိမှာလို့ပေါ့နော်။ဆိုတော့ပြည့်စုံကျွမ်းဝမှုပေါ့နော်။အဲ့ဒါကအဲ့လိုချိန်လိုက်တဲ့အခါကျတော့ငွေကြီးပါလာကြတယ်။ เนาะအဲ့တော့ငွေကြေးကိုဘယ်လိုမျိုး abundance နဲ့ရှာမလဲတို့ happy money တို့ဆိုတော့ money ကလည်းအရင်ရေးကြည့်တာဘောเนาะဒါပေမဲ့တကယ်တမ်းကျတော့ money ကဟိုတော့မယ်ဆိုလို့ရှိရင်တော့အရာဝတ္ထုပစ္စည်းကိုလည်းပြောလို့ရတယ်เนาะခုမှအထုတ်ကြီးတာနဲ့အထုတ်သေးတာပဲကွာလေဒါအပြင်ပေါ့ပြပလောကထဲမှာပါသွားတယ်အင်းသားနဲ့တော့မဆိုင်ဘူးအဲ့ဒီကျတော့ဒီပြောမှာ inner abundance ကိုပြောကြမှာပေါ့နော်ပြောမှာ money နဲ့ဘယ်လိုချိန်မလဲ money ကိုဘယ်လိုရှာမလဲဆိုရဲအကြောင်းလေးတွေချုပ်ဆွေးနွေးသွားမှာပေါ့နော်ဟုတ်ကဲ့တကယ် အဲ့တော့မြို့တော် abundance လို့ပြောလိုက်တာ ਨੇ ပြည့်စုံကြွယ်ဝမှုချမ်းသာမှုဆိုအောင် ပြောလိုက်တဲ့အခါမှာရင်ဆုံးမြင်သွားတာတော့ငွေကြေးပေါ့နော်ပတ်စံရှိရမယ်ပတ်စံချမ်းသာရမယ်တခါတလေကျတော့လေငွေကြေးချမ်းသာကြွယ်ဝတိုင်းလဲဟိုပြည့်စုံကြွယ်ဝမှုဆိုတဲ့ခံစားချက်ကိုရနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့နေ့စဉ်ဘဝမှာတော့ငွေကြေးကလည်းချမ်းသာခဲ့လို့မရဘူးတကယ်ဘယ်သူမှငွေနဲ့ပတ်သက်ပြီးတော့ဟိုပူပန်နေရတာမျိုးငွေကြေးလိုအပ်နေတာမျိုးငွေမရှိလို့ဒါအများကြီးပဲဒီခေတ်ကြီးထဲမှာဆိုလို့ရှိရင်လဲပေါ့နော်ကိုယ့်ရဲ့လုံဆောင်ပြောပြုမှုပြောဆိုတာတွေလည်းအများကြီးပြောင်းလဲနေဘဝတွေမှာဖြစ်ကြတာဆိုတော့လေ ယ်တကယ်ပြည့်ပြည့်စုံတဲ့ဒီ abundance ပြည့်စုံကြွယ်ဝမှုဆိုတာဘာကိုခေါ်တာလဲပေါ့နော်ဆိုတော့ဒီချက်ဆိုလိုချင်တာကတော့ငွေကြေးရပါအတွက်လဲပေါ့နော် resource ပေါ့နော်ကိုယ်အတွက်စားဖို့တောက်ဖို့အတွက်လဲလဲတဲ့ပစ္စည်းတစ်ခုပဲလीနော်ဟုတ်ကဲ့ဒီချက်အဲ့တော့စားဝတ်နေရင်စားဝတ်နေရတဲ့ငွေကြေးပြည့်စုံမှုတော့လူရလောက်ကြတယ်ဒါပေမဲ့ ငွေကစာဝိနေအတွက်လူတယောက်တည်းတကူတာလောက်ကြီးရှာစရာမလိုဟုတ်ကဲ့အဲ့ဒါမလားစာဝိနေဆိုတာလူကအရန်နေခက်ခဲနေလို့တွေးနေကြတာတလိဆန်တော်မှာရှာဖွေစားတော့တတ်တည်းရဟုတ်လားလူကဘာဖြစ်လို့ဒီစာဝိနေအတွက်ကိုပဲ abundance မဖြစ်နိုင်တာလဲပေါ့ဟုတ်ကဲ့အဲ့ဒီစိတ်နဲ့စိတ်ချလက်ချနဲ့ဘာလို့မရှာနိုင်တာလဲပေါ့ဆိုတော့အဲ့ဒီနောက်ကဘာပါလာလဲဆိုတော့တကယ်တမ်းကျတော့စာဝိနေရဲ့အတွက်ကလူတိုင်းကလုတ်ကိုလုံနိုင်တယ်ရှာလေးရှာနိုင်တယ်ကိုတကူကတော့ဖူလောင်လုံနိုင်တယ်တခုပဲရှိတာကတော့ သူ့ထက်ငါကားနှစ်စီးရှိခြင်းလို့သုံးစီးပိုရှိခြင်းလို့ဒါမှမဟုတ်လို့ရှိရင် abundance မဖြစ်တာအငွေမရှိလို့ရှိရင်ငါတို့အနှိမ်ခံမှာဆိုးလို့เนาะအဲ့စကလုံးနေပေါ့เนาะအဲ့အတွေးခေါ်နေပေါ့အဲ့ဒါကြီးဂျောင်းလို့ငွေတွေကိုလူရရှာကြတယ်ငွေတွေကိုပြကြတယ်ဆိုတော့အရင်ထဲမှာကဘာနဲ့သွားလဲဆိုတော့ abundance နဲ့သွားတာမဟုတ်ဘူးဆိုရင်ကြောင်းကြမှုနဲ့သွားနေကြတာဟုတ်ကဲ့ဟုတ်ဆိုရင်ကြောင်းကြမှုနဲ့သွားတယ်ပြီးလို့ရှိရင် ်ဟို scarcity ဆိုတာချိုးချမ်းချွေတာသိရမလားဒီလိုမျိုးကိုယ့်ကိုယ်တော့မတထားအဲ့လိုမျိုးဖြစ်တဲ့စိတ်ကလေးနဲ့ငွေရှာတော့ဟုတ်ဘလို့မှ abundance ငွေရလဲဝင်လာနိုင်မှာမဟုတ်ဘူးဟုတ်ကဲ့ဒါကြောင့်မလို့အဓိကအရေးကြီးတာ inner abundance ကပြဝမှာအရင်ရည်ကြီးတယ်ဟုတ်ကဲ့ဒါမှသူကငွေပေါ်မှာရှာတဲ့ခါမှာလဲ positive energy ဖြစ်သွားတတ်တယ်ဟုတ်ကဲ့အဲ့လိုမှဂွင်းဆက်မချိတ်လို့ရှိရင်ကိုသွားတဲ့ပုံက အာသူများနှိမ်ခံမှာဆိုလို့အမေကပြောထားတယ်ဖေကပြောထားတယ်တင်မလားပညာတက်ဖို့အတွက်ငွေတွေကိုရှုတ်ရှာမှရမယ်အဲ့ဒီဥစ္စာတွေက struggle လေးတော့ပါသွားတာပေါ့နော်အဲ့ဒီခါကျတော့ဘယ်လိုလုပ်စိတ်ချမြင့်မှုရှိမှာလဲဟုတ်ကဲ့ငွေကိုရှာရှာငွေရှိရှိမရှိရှိပေါ့နော်အဲ့အပိုင်းလေးတွေပေါ့ခွဲခြားစိတ်ဖြာပြီးတော့တီးဖို့တော့လိုတာပေါ့နော်ချေလို့စမ်းတာအဲ့တော့ဒီမရှိမဖြစ်ထဲမှာတော့ငွေကြီးပါတယ်ဒါပေမဲ့ဟို လုံလောက်တယ်ဆိုရဲကိုယ့်ရဲ့အတိုင်းအတာလေးနဲ့ကိုရှိနေတယ်ဆိုရဲဟာမျိုးကိုကိုကကျင့်နေရမယ်အနေထားပေါ့နော်ဒီချက်ဆိုတော့အမဟိုအမွေဖတ်ဘူးတယ်ပေါ့နော်ကိုယ့်ရဲ့အော်နေ့စဉ်သွားလာလှူရှားနေတဲ့ကိုယ့်ရဲ့နေ့စဉ်ဘဝကြီး normal day ပေါ့နော်အဲ့ဒါကလည်းတစုံတစ်ယောက်ရဲ့ အာအရန်ဝင်လို့ခြင်းတဲ့ဘဝမျိုးလည်းဖြစ်နိုင်နေတယ်။ကိုရီးယားသာနေတိုင်းပေါ့နော်။လောက်တွေသွားရပြန်ပြီ။ကာရီးယားပြည်ပြန်ပြီ။အဲအဲ့လိုမျိုးမျိုးစုံနဲ့အဲ့လိုမျိုးပုံမှန်နော်မဘဝကိုပြင်ပြီးလို့ရှင်သန်နေရတဲ့အနေအထားကိုပဲတချို့ကအဲ့နော်မဘဝလေးကိုရောက်ဖို့တောင်မှသူတို့အရန်ကို struggle လုပ်ရတဲ့အပိုင်းတွေရှိရဲဆိုတခါတည်းကျကိုရှိနေတဲ့အရာနဲ့လုံလောက်မှုမရဘူး၊စိတ်ကျဉ်တဲ့မှုမရဘူးဆိုတော့အရာကကိုပို့ပြီးပူလောင်စေတယ်ပေါ့နော်။လိုတာထက်ပိုပြီးတော့လိုချင်တယ်ပေါ့နော်ဒီချေ။အဲ့အပိုင်းတွေကလည်းပြောမယ်ဆို abundance ရှိနေတာမျိုးမဟုတ်ဘူးလို့ပြောလို့ရတာပေါ့။ဟုတ်တယ်။ concern လေဟုတ်ကဲ့ဆိုရင်ကြောင်းကြမှုတွေပေါ့ဟုတ်ကဲ့ဟုတ်ဆိုရင်ကြောင်းကြမှုတွေကအရှိမရောက်နေတဲ့ခါကျတော့ကိုယ့်လက်ထံမှာပတ်စံရှိနေအောင်မှာရှိမှမသိတော့ဟုတ်ကဲ့ရှိလို့ရှိမှမသိတော့ကိုစားနေရတောက်နေရတော့ပဲကြည်လေနော်ကိုမှပြေဝပြေစုံနေတာပဲဒါပေမဲ့အဲ့အရာကိုကိုကပြေစုံတယ်လို့မထင်ဘူးဟုတ်ကဲ့မထင်တဲ့ခါကျတော့ကိုကပို့ပို့ပြီးတော့ဇောကပ်ပြီးတော့ လိုက်ရတာလေအဲ့နောက်ကိုအဲ့နောက်ကိုလိုက်ရတဲ့ခါကျဒါကြောင့်မလို့လေမြစ်တာတွေကိုကိုလည်းပျောက်တယ်လူချင်းကြားမှာလည်းငွေရေးကြီးကြောင့်မို့ပြဿနာအများကြီးဖြစ်ကြရရှိတယ်ဟုတ်ကဲ့တကယ်တမ်းကျ abundance နဲ့ဆိုတာငွေကြီးနဲ့လည်းမဆိုင်ကိုမှရှိရပစ္စည်းဖြစ်စရာနဲ့လည်းမဆိုင်ကိုယ်စိတ်ထဲမှာလုံခြုံပြီးတော့မှပြည့်စုံ ပြည့်ဝနေတယ်ဆိုတော့စိတ်အခမ်းနဲ့သွားလို့ရှိရင်ကိုရတာအမျက်ကြီးပဲဟုတ်ကဲ့အဲ့လိုလေးတွေးတတ်ဖို့လိုတာနော်အဲ့လိုလေးတွေးတတ်ဖို့လိုပဲဟုတ်ကဲ့ ဲ့တော့မဖြစ်မနေအခြေခံအားဖြင့်တော့ပြမယ်လို့နေစဉ်သွားလာလှူရှားဖို့အာဒါအရာဝတ္ထုတစ်ခုနဲ့တစ်ခုကိုဝယ်ဖို့ခြံဖို့အလဲလဲလှုပ်ဖို့အတွက်အရာဝတ္ထုဆိုတဲ့ငွေကြေးကတော့လိုအပ်တယ်ဒါပေမဲ့အဲ့ဒါကိုဘလို mindset နဲ့ရှာမလဲအဲ့ဒါကိုရလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ထဲမှာဘလို mindset နဲ့ဒီ happy money လေးဖြစ်အောင်လုပ်ရမလဲဆိုတာကအော်ဒါသူ့ရဲ့ abundance ရဲ့အဓိက အာရေးကြည့်တဲ့အရာပေါ့နော်ဟုတ်တယ်ဆိုတော့တခါလေကြလို့ရှိရင်လည်းဟိုငွေရှာတဲ့အခါမှာပုံစံမျိုးစုံနဲ့ story တွေမျိုးစုံနဲ့လည်းဖြစ်တတ်တယ်ပေါ့နော်တကယ်ဒါကလည်း abundance ကိုရရှိစေသလားမရရှိစေသလားဆိုတဲ့အပေါ်မှာမူတည်တာပေါ့နော်လက်တွေပဲလက်တွေပဲစဉ်းစားဖို့လိုတာဘာဖြစ်လဲဆိုလို့ရှိရင်လူရများသောအားဖြင့်ရဟိုအတွေ့အကြုံကိုသွားပြီးတော့မှမွေးကြီးကိစ္စကိုတော့ထည့်တာဟုတ်ကဲ့အတွေ့အကြုံထည့်လိုက်တဲ့အခါကျငိုငယ်စင်တော့ကကြားလာတာလေးပြဿနာမရှိရင်လူရမဝင်ဘူးတော့เนาะ အာမင်းကိုနှိမ်ခမ်းမယ်တို့ဒါမျိုးတွေပေါ့နော်အဲ့စကလုံးတွေအများကြီးရှိတယ်ရေးချကြည့်ကြည့်အများကြီးထွက်လာတယ်အဲ့ရ negative အပိုင်းကိုယ့်ရဲ့အင်အားတွေကိုဆုတ်ယုတ်စေတာပေါ့အဲ့ကောကိုက struggle ဖြစ်သွားပြီ struggle ဖြစ်သွားပြီဆိုတော့တကယ်လက်တွေ့ငါအိမ်ထဲမှာပတ်စံရှိလားမရှိလားတော့မကြည့်နိုင်တော့ဟုတ်ကဲ့ဟုတ်အဲ create လုပ်ဖို့ကြတော့ငါအိမ်ထဲမှာပတ်စံမရှိငါရှာလိုက်မယ်ဟုတ်ကဲ့အဲ့အပိုင်းဟာတခုဟုတ်တော့မလားနော်အော် ငါလုံလောက်ချင်တယ်ဆိုတော့ရှင်လဲရှားလိုက်မယ်ဆိုတဲ့ဥစ္စာကဘာနဲ့တော့လဲဆိုတော့ဟိုဘက်ဆိုရင်ကြောင်းကြစိတ်ထက်ကိုကိုက abundance နဲ့နဲ့ creativity ငွေငါဘလို့ရှားမလဲဆိုတဲ့အပိုင်းကိုလူကစိတ်ကရောက်သွားတတ်တယ်ဟုတ်ကဲ့အဲ့ဒီခါကျရင်ငွေကို happily ရှားလို့ရတယ်ဟုတ်တယ်မလားကိုယ့်ရဲ့စိတ် positive ဖြစ်နေဆိုရှင်သူ့အလိုလိုငွေကြီးရှားတာခက်ခဲမှုမရှိတော့အော်တီထွင်ပြီးရှားလိုက်မယ်အဲ့ပုံစံမျိုးဖြစ်သွားတဲ့ခါကျတော့ဟိုဒါကငွေကြီးနဲ့ abundance ခြိထားလို့ဒါပြောတာပါ။အဲ့ဒါချာ area ရော life တွေမှာလဲ abundance နဲ့သွားလို့ရတယ်အများကြီးရှိတယ်။ဟုတ်ကဲ့ဒီကျ abundance relationship တို့သိရမလား abundance love တို့အမျိုးစုံ create လုပ်လို့ရတယ်လို့ပါလေ။ အမေမေရောတာပေါ့နော်ဒီငွေကြေးနဲ့ချိတ်ဆက်ပြီးတော့ဒီချက်ဒါပြောနေကြတာပေါ့နော်ဒါငွေရှိမှပဲလုံးချင်တာအကုန်လုံးလုံးနိုင်မယ်ဝယ်ချင်တာဝယ်နိုင်မယ်အော်ဒါကျမ်းမာရေးအတွက်လည်းငွေရလိုအပ်တာပဲမိသားစုကိုပြည့်စုံအကုန်လုံးထားဖို့အတွက်လည်းငွေရလိုအပ်တာပဲတခါလေကြလို့ရှိရင်မေရောနေမျိုးလေးတွေတောင်ပေါ်ဒေသလေးတွေသွားတဲ့အခါမှာကြာလို့ရှိရင်အော်အဲ့လိုစိုက်ခင်းလေးတွေနဲ့ရိုးရိုးတသားအိမ်လေးတွေနဲ့တို့နေထိုင်တာကိုကြည့်ပြီးတော့တခါလေကြလို့ရှိရင်မေရောကစဉ်းစားတာပေါ့နော်ဟဲ့တို့အဲ့လိုမျိုးနေနေတာတို့အဆင်ရောပြေပါမလားဆိုတော့အ တွင်းမျိုးရှိရယ်ဆိုမဲ့သူတို့နေထိုင်နေတဲ့သူတွေအတွက်ကြတော့ဒါကသူတို့ရဲ့ကဘာငယ်လေးထဲမှာသူတို့ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကိုရနေတဲ့သဘောမှရှိရယ်ပေါ့နော်ဆိုတော့လူတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ကဘာငယ်လေးရှိကြတယ်ဒီချက်ဆိုတော့အဲ့ကဘာငယ်လေးထဲမှာကိုပြည့်စုံနေတယ်ကိုအဆင်ပြေနေတယ်ကိုလုံလောက်နေတယ်လို့ထင်တယ်ဆိုလို့ရှိရင်ဒါက abundance ဖြစ်နေပြီလို့ပြောလို့ရလားပေါ့ဟုတ်တယ်သမီးတစ်ဖက်ကစဉ်းစားကြည့်ရဆိုလို့ရှိရင် abundance ကိုကြည့်လိုက်ဟိုးရှိခစ်တော့ဘယ်လိုလုပ်မလဲငွေကြီးကြီးဆိုတာမရှိဘူး ခုငွေကြီးကျေးစွာဆက်ကူစားရွက်တံပိုးလောက်ထားပါရှင့်။ဟိုးရှိခေတ္တဝါဆိုရှင်စီးနဲ့စားနဲ့လဲတာ။အဲ့တော့စားရောင်းနေတဲ့လူကဟိုတရွာမှာဆက်ရောက်ရှိမယ်။စီကလည်းဆက်ရောက်ရှိမယ်ဆိုတော့ value ကိုတက်အောင်လုပ်ရတာတို့ကသူရဲ့စားတံပိုးကိုတက်အောင်လုပ်ပြီးတော့မှဒီကစီသမားနဲ့လဲကြတာဆိုတော့အခုဟာကဒီဆက်ကူပုံမှာတော်ပြီး value ထည့်တဲ့ခါကျတော့လူတွေအားလုံးကသူတို့ထုတ်လုပ်တဲ့ကုန်ပစ္စည်းသူတို့ရဲ့ပုံစံသူတို့ရဲ့အနေထားသူတို့ရဲ့ look တံပိုးဆိုတာတော့မှကြကြလာတယ်။ဟုတ်ကဲ့ ဟုတ်တယ်မလားနောက်ဆုံးသူပြောသလိုပဲဟိုရွာတွေဘာတွေမှာဒီလိုမျိုးလှုပ်ရှားနေကြသူတို့လည်းအလဲလဲလေးနဲ့သွားနေတာပဲဟုတ်ကဲ့ဟုတ်ကဲ့ခါကျရင်ချက်စင်းစားရခီးသွားလို့ငွေဆက်ကူမပါလဲကို suffering ဖြစ်စရာမလိုဘူးဟုတ်ကဲ့စကားပြောလို့ရတယ်ဟုတ်လားကိုလို့လို့ရကိုစီကိုစားဖို့တောက်ဖို့ဘိုက်ဖြည့်ဖို့သူတို့ဖြစ်လာမှာဟုတ်လားနော်အဲ့တော့ငွေချေးမရှိဘူးဆိုလို့ရှိရင်လေလူကဒီ abundance ကိုထားရစားငွေချေးရကိုရစားဖို့တောက်ဖို့လုံလောက်ဖို့မရှိရင်လေတရားတော့ထိုင်ရင်လေတရားမရဘူး ဲ့လို့ဆိုကိုကပူရပြီလေဟုတ်တယ်ဒီချက်ဝေးချင်းမရှိလို့ပူရမယ်ဆိုတော့တရားဘက်ကိုစိတ်ရောက်မှာမဟုတ်ဘူးဟုတ်ကဲ့ဟုတ်ခါကျရင်လူတွေကပြောကြသေးတယ်ပစံချမ်းသာမှာကြောက်တယ်ပစံချမ်းသာရင်စိတ်ဆင်းရတယ်တကယ်တော့လက်တွေကြည့်ကြည့်ပစံမရှိရတော့ပိုစိတ်ဆင်းရစားဖို့တောက်ဖို့တော်တော် suffering ဖြစ်ရတာအဲ့တော့ပစံရှာဖို့လည်းဂိတ်မဖြစ်ဖို့ပေါ့နော်ဟုတ်ကဲ့ဟုတ်တချို့တွေကပစံရှာဖို့ကပစံရမ်းလောက်ကိုလိုက်လို့ရှိရင်လောဘကြီးတယ်မဟုတ်ဘူး creativity နဲ့တွားပါဟုတ်ကဲ့ဒီဘက်က abundance လေးနဲ့ထားပါမှာ creativity န်တီးတဲ့ပုံစံနဲ့တွားကြည့်ပစ္စံသူ့လှုပ်လှုပ်လာတယ်လောဘကြီးနဲ့တွားရောငါလောဘရှိနေပါလားဆိုအပြစ်နဲ့မရှာဘူးပေါ့နော်အားရှာနိုင်တယ်ငါလူသားတယောက်ပဲလीနော်ဟုတ်ကဲ့ပစ္စံရှာတော့ညမမခက်ခဲလို့လေအဲ့လိုပုံစံမျိုးနဲ့တွားပြီးတော့ကိုက freedom နဲ့တွားမှာပစ္စံလည်း freely လာတာပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့လိုမဟုတ်ဖ ೇನೆ ချစ်ကုတ်ကပ်ပြောမှတင်မလားစူဆောင်းမှာ အဲ့လိုလုံနေရတာတည်းဆိုင်ပတ်စံမဝင်ဘူး။ဒါမှမဟုတ်ချက်ဆိုအများကြီးပြောတယ်။ဟိုပတ်စံကိုအများကြီးစုဆောင်းတာတည်း create လုပ်ပါ။ဟုတ်ကဲ့။အဲ့ဒါနဲ့ထောင်မြင်ရာစွန့်လုံးတင်လည်းလုပ်ရမယ်။လုံရင်လုံရင်နဲ့မှကိုအတွေ့အကြုံရတဲ့ခါကျရင်ပတ်စံထပ်ပြီးတော့နောက် level တစ်ခုနဲ့ရှာဖို့အတွက်အစ်စ်မြင့်သွားရင်ရှိတယ်။ဟုတ်တယ်။ဘာမှမရှာဘဲနဲ့စုနေတဲ့ခါကျရင်အဲ့ le nepe လေးကိုကြည့်ကြည့်လေးဘယ်လိုခံစားရမလဲဆိုတော့ဟုတ်တယ်မလား။ freedom မရှိ freedom မရှိတော့ဘူးချုပ်တီးထားလို့ဖြစ်တယ်လေ။အဲ့တော့ ုံးစရာရှိရသုံးပါဆွဲစရာရှိရဆိုတော့ကိုလူလေးကတော့မလားကိုရှာရဲ့ပစံကိုတုံးရမှာပဲဒါပေမဲ့ဖြုံးတာမဟုတ်ဘူးပေါ့နော်ဖြုံးတာနဲ့တုံးတာလေတုံးခွင့်ရှိတယ်ပြီးထပ်ပြီးဖြည့်ဆည်းဖို့ရှိတယ်ဖြည့်ဆည်းနိုင်စွမ်းရှိတယ်အဲ့ဆို abundance နဲ့ပဲတွားပြီးတော့မှ scarcity မဟုတ်ဘူးပေါ့စု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 ဆိုရင် scarcity ရလာတာချိုးချံချွေတာစုစားမရှိရင်တော့မပေးရမလို့ရမရှိရင်တော့ငါဘယ်လိုလုပ်ရမလဲဆိုတော့ abundance လမ်းမဟုတ်ဘူးလေနော်ဟုတ်ကဲ့ အဲ့ဒါပါပဲချက်ပြောစို့ဟုတ်ကဲ့အတီချာမိမိလည်းအဲ့လိုအရန်ဆုတဲ့အထဲမှာမပါဟောနော်ပြီးတော့အဲ့လိုမိမိရဲ့စိတ်ထဲကပဲထင်လို့လားမသိဘူးတိုင်းမတုံးရမဆွဲရဆုထားလို့ရှိရင်မိမိရဲ့ cash flow ရပ်သွားတယ်လို့မြန်ခံစားရတာတီချာနည်းနည်းလေးတုံးပေးမှာဟောနော်ဆိုတော့ဒါကလည်းအဲ့လို freedom စိတ်ထဲမှာထားလိုက်လို့လည်းပါဘူးငါဒီအတွက်ဟိုခုနပြောသလိုအပိုးဟိုဒါမလိုအဖက်ငါတုံးဆွဲနေရမဟုတ်ဖြုံးနေရမဟုတ်ဘူးငါလိုအပ်တဲ့အရာလေးငါရဲ့တကူစားအတွက်ငါပေးခြင်းတဲ့အရာတွေအတွက်ဒါတွေအတွက်ကိုငါတုံးလိုက်တယ်ဆိုတော့တုံး လိုက်တယ်ဆိုတဲ့အရာပေါ်မှာဘာဖြစ်လဲဆိုတော့ငါတုံးလိုက်တော့တယ်ငါရှာရတော့မယ်ဆိုတဲ့ responsibility ကတော့လိုက်လာပါတော့ငါတုံးလိုက်ပြီ okay ငါဒီပတ်စံကိုငါရှာမရတော့မယ်ငါဒီအတိုင်းတာကိုတုံးပြီးရနောက်ပိုင်းမှာဒီထက်ပိုပြီးတော့လဲအောက်ကျပြီးတော့ငါမတုံးနိုင်ဘူးအဲ့အတွက်ဒီဟာကိုတော့ငါရှာရမယ်ဆိုတဲ့စိတ်ကရှိရဲဆိုတဲ့အခါကျတော့အဲ့ဒါကိုလုပ်ဖို့အတွက်စူးစမ်းတာ ပေါ့နော်ဒီချက်ဆိုတော့အဲ့လိုမျိုးဟိုချိုးချံချွေတာပြီးတော့လုံးဝအဲ့လို မတုံးဆွဲတဲ့သူတွေကိုလည်းပြမလို့ပတ်ဝန်းကျင်မှာမြင်ဘူးတယ်ပေါ့နော်အမ်အိမ်မှာအဲ့လိုပရိဘောဂါကအစ facility ကအစအဲ့လိုမျိုးတွေမတုံးမဲနဲ့တကယ်ကိုမှပတ်စံရတနာအဲ့လိုမျိုးတွေစုဆောင်းပြီးတော့ချိုးချံချွေတိုင်းဘာမှမရှိသလိုနေတာကိုလည်းတချို့ကသူတို့ပြေဆောင်တယ်သူတို့မှငွေကြီးအများကြီးရှိတယ်တခုခုဆိုလို့ရှိရင်ပတ်စံကျွဲဝါတယ်ဒါမျိုးကို ဟိုပြောကြတာလည်းတွေ့ဘူးပဲဒါကတကယ်တမ်း abundance ဖြစ်နိုင်မှာမလားအဲ့ဒါကျတော့ तू ကဘာလဲဆိုတော့ abundance ရဲ့ opposite လို့ပြောလို့ရတယ်ဟုတ်ကဲ့ abundance တမားငွေကိုတိတ် attachment မရှိတော့ရှိရအောင်ဆိုတော့သူတို့က တို့မှာ opportunity ရှိတာကိုကြည့်ပြီးမှရအောင် create လုပ်တတ်သွားတာပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်အဲ့တော့ဒီ abundance နဲ့ပတ်သက်လို့ဟိုနောက်တစ်ခုကကျတော့ငွေနဲ့ပတ်သက်လို့ရှိရင်အုံနောက်ထဲကိုမသွားတာကောင်းတယ်အထုပ်ကိုပဲခဏခဏကြည့်ပြီးတာမျိုးပေါ့ကိုယ့်ရဲ့ package ကိုပဲကိုယ့်ရဲ့ wallet ကိုပဲကြည့်ပြီးကိုယ့်ရဲ့ကိုယ့်ရဲ့ account နဲ့မှာပဲကြည့်ရှိလားမရှိလားဟိုခေါင်းထဲကိုသိမ့်မသွားနဲ့ story သွားခင်းတဲ့ခါကျလို့ရှိရင်ငွေရရှာရခက်တာပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကကျတော့ငွေဆို transaction ပဲ transaction ဆိုတာကအဝင်ထွက်ပဲ ဟုတ်ကဲ့ဟာတစ်ချက်သုံးလိုက်တဲ့ပစ္စည်းတခုကသူများလက်ထံကိုရောက်သွားတယ်ဆိုရှင်သူများမှာ plus တော့ဖြစ်တာလေဟုတ်ကဲ့ဒီချက်အဲ့မှာအဲ့တော့ ်ချက်မှာ minus ဖြစ်သွားပြီမြဲသူများမှာ plus သွားဖြစ်တာဟုတ်ကဲ့နောက်တစ်ခါဒီချက်စီကို plus လာမှာပဲလေလာမှာဒါကြောင့်မို့ငွေဆုံးရှုံးလို့ဆိုတာလည်းမရှိတယ်လို့ပဲဒီကျတော့ခံစားဟုတ်ကဲ့ဒီသုံးလိုက်တယ်ဆိုလဲ which ထဲဝင်လိုက်ရင်ဒါငါစီးပွားပေးလိုက်တာလေဟုတ်ကဲ့စီးပွားပေးလိုက်ခြင်းအပြင်ဒီစီးပွားကတဖြည်းဖြည်းနဲ့လဲရောကိုယ်စီပြန်ရောက်လာတာပဲဟုတ်ကဲ့ဒါငွေရဲ့စကောပဲဟုတ်ကဲ့အဲ့လိုမျိုး abundance minus သွားတယ်ဆိုလို့ရှင်ငါတခုဝယ်လိုက်လို့ရှင်လဲငါနှမျိုးတော့မဟုတ်ဖ ೇನೆ အော်သူတို့တခုခုအကျိုးရှိသွားတယ်တဲ့မလားစီးပွားပေးလိုက်တာပေးလိုက်တာ ငါဒီနေ့တောင်းထွက်သွားတယ်ဆိုရင်လည်းအစည်းအဝေးပေးလိုက်တာဒါသူတို့ရှင်းဝါဖြစ်သွားတယ်အဲ့တော့တဖြည်းဖြည်းနဲ့ဆက်ဆက်သွားတာလေဟုတ်ကဲ့ငွေတောင်းရနေပါမှာအဲ့လိုလေကြီးတတ်တယ်ဆိုလို့ရှိရင်တော့ abundance ကိုဖြစ်တယ်ဟုတ်ကဲ့တဲ့အဲ့တော့ကိုယ့်ရဲ့မဖြစ်မနေငွေကြေးလိုအပ်ချက်အရာကိုရှာရမယ်ဒါပေမဲ့ဒါကဟို ဒါလောဘတကြီးနဲ့ကြောက်ရွံ့စိတ်နဲ့မရှိလို့မဖြစ်ဘူးဒါရရှိမှရမယ်အာသူတချက်ခုနပြောသလိုသူများတစ်ထပ်သားအောင်ဒါငါလှုပ်ချင်တဲ့ဟာငါကင်ကျင်တဲ့ brand တွေအဲဒါမျိုးတွေရအောင်ဆိုတာထက်ပေါ့နော်ကိုယ့်ရဲ့ အလိုအပ်ချက်လေးဖြည့်ဆည်းဖို့ဒါကိုလက်ပတ်ဖို့ကိုတုံးကျင်တာလေးဆွဲကျင်တာလေးရှိဖို့အဲ့ဒါနေ step by step step by step အဲ့လိုလေးသွားဖို့ပြောတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ပတ်စ level ရှိတယ်လीနော်ဟိုဘလူးပဲဖြစ် branded ဆိုလို့ရှိရင်လေသူမငွေအရန်များလိုက်တော့ branded ကသူ့အတွက်ကပြီးစော့ခဲ့ပဲလေသူကသူက nothing မုံဘိုးပွဲပြီးပေါ့ဆိုတော့ level အများကြီးရှိတယ်လीဒါကကို level နဲ့ကိုဟိုဘလူးကောင်မလောငွေကိုသုံးဆွဲတတ်တယ်ဟုတ်ကဲ့နော်ကိုကိုတိုင်းကပြပြဝဝနဲ့ ငွေပေါ်မှာဆက်ဆံပြီး freely သုံးဆွဲတတ်တယ်ရှာတတ်တယ်ဆိုလို့ရှင်အဲ့ကြားထဲမှာဘာမှငွေကြီးနဲ့ပတ်သက်လို့လည်းပြဿနာဖြစ်စရာအကြောင်းမရှိတော့ရှိတော့တခုပဲရှိတာသွားနှိုင်းရှင်လာဆိုရင်တော့ကိုယ်တော် suffering ဖြစ်မှာပဲလေဟုတ်ကဲ့အဲ့တော့ငွေကအဓိကမဟုတ်ဘူးတကယ်တမ်းကျတော့မိမိရဲ့ဒီရင်ထဲမှာမိမိရဲ့နှလုံးသွင်းမှုက abundance ဖြစ်နေတယ်ဘယ်သူနဲ့စကားပြောပြော abundance ဖြစ်မယ်တော့ဆက်ဆံရစား abundance တဲ့မလားဟုတ်ကဲ့ဟုတ်ကြိုကြိုကပေါ်ပေါ်များများလေးနဲ့ကိုကိုနေထိုင်ကြည့်ကြည့်အလိုလိုနေရင်းနဲ့ကိုယ့်ရဲ့အနေထားပါပြောင်းလဲလာတတ်တယ် ဟုတ်ကဲ့ကိုယ့်ရဲ့ lifestyle ကြီးပြောင်းလဲလာတတ်တယ်အဲ့တော့ abundance ကငွေကြေးတစ်ခုတည်းကိုမျိုးဆိုလိုချင်တာမဟုတ်ပါဘူးကိုယ့်ရဲ့ပြည့်စုံကြွယ်ဝမှုဆိုတာကိုယ့်ရဲ့ inner abundance ကိုယ့်ရဲ့အဲစိတ်ထဲမှာစေတနာဆိုလို့ရှိရင်လည်းပေါပေါမများလေးသူများကိုပေးလိုက်တာမျိုးတစ်ခုခုလောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းအမ်အဆင်ပြေပါစေတော့ဆိုတဲ့စိတ်ကလေးနဲ့လှုပ်ပေးလိုက်တာမျိုးဒါတွေကမြို့တို့အမ်မြန်မာလူမျိုးတွေမှာလည်းအယူအဆရှိရယ်ပေါ့စေတနာကောင်းရင်ကံကောင်းတဲ့ဒါမျိုးတွေဆိုတော့ကိုယ်ကလှုပ်ပေးလိုက်တဲ့အရာတွေကကိုယ့်စီကိုတရားပေါ်ပြန်လာမှာပဲဆိုတော့ငွေကြေးသုံးဆွဲတဲ့အခါမှာဆိုလို့ရှိရင်လည်းသုံးလိုက်တယ်လို့မဟုတ်ပဲနဲ့ခုနတိချေပြောသလို mindset လေးอ่ะပေါ့ငါသူများကို ိုးစည်းဝါဖြစ်အောင်လုပ်လိုက်တယ်သူများရောင်းတဲ့ဟာဝယ်လိုက်တာဖြစ်တဲ့အတွက်ငါစီကိုလည်းဒီငွေကပြန်လာမှာပဲဆိုရဲ mindset လေးနဲ့သွားမယ်ဆိုလို့ရှိရင်တော့မျိုးတော့အဆင်ပြေပါပါဟုတ်ကဲ့ဒီထက်ဆိုတော့ဒီနေ့ကနေပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင်တော့အာတကယ်ငွေဆိုတာဖျားသခင်ပဲဒုတိယဖျားသခင်ပဲလို့ယူဆကြတာဖြစ်တဲ့အတွက်ဒီဒီနေ့ခင်မှာအကုန်လုံးတကယ်ကိုလိုလိုချင်းချင်းနဲ့စူးစမ်းရှာဖွေနေကြတဲ့ငွေရေးကြီးဒီ abundance အတွက်ပေါ့နော်ဒီချက်အနေနဲ့ဒီနေရာကနေဘာများထပ်ပြီးတော့မှားကျင်ပါသေးလဲချက်ဆိုလို့ချင်တာငွေရလူကလောက်တာပေါ့နော် ငွေရလျော်လောက်တာဆိုတော့ငွေလည်းရှားဖို့လည်းမကြောက်ပါနဲ့သုံးဖို့လည်းမကြောက်ပါနဲ့အဲဒါကြောင့်မလို့ transaction အနေနဲ့လေငွေကို create လုပ်ပါလို့ဆိုဖန်တီးပါပေါ့နော်ဟုတ်ကဲ့ပါပြီးတော့ဟိုချစ်ချစ်ခင်ခင်နဲ့ဖန်တီးပေါ့နော်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဖန်တီးနော်အရင် struggle ကြီးလုပ်မနေနဲ့ fund တစ်ခုအနေနဲ့ဖန်တီးပါလို့ငွေကိုလေဟုတ်ကဲ့ပါအသုံးရင်လည်းပျော်ပျော်ရွှင်သုံးပေါ့နော် ရှာရင်လည်းပြပြွန်ရှင်ရှင်ရှာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးနေပဲချက်ပြီးအလုံးလုံးပါလို့အဲ့ဆိုရှင်ငွေကြီးနဲ့ပတ်သက်လို့ငွေကဘုရားသခင်မဟုတ်တော့ဘင်းနဲ့မိမိရသာသခင်ဖြစ်မှာပေါ့နော်ဟုတ်ကဲ့ပါ join နဲ့ ်ညီကုန်းချုပ်ချင်ပါတယ်ဒီချက်နေဟုတ်ကဲ့ပါဒီချက်ကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်တမီးအဲ့တော့မျိုးပျော်ရွှင်ရွှင်လေးငွေရှာပြီးပျော်ရွှင်ရွှင်လေးငွေတုံးချမယ်ပေါ့နော်ဆိုတော့ဒီနေ့မှာတော့ဟိုဒီဒီနေ့ခင်မှာခြံထားလို့မရတဲ့ဒီပြည်စုံကျွဲဝမှုလို့တုံးနှုံနေကြတဲ့ abundance နဲ့ပတ်သက်ပြီးတော့မျိုးတို့ပြောပြပြီးတော့ဆွေးနွေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ်မှာရောဘယ်လိုမျိုးတွေ့ကြရအကြောင်းအရာတွေနောက်ပြီးတော့ဒီချက်စီကဘယ်လိုမျိုးမျိုးတို့ information တွေပေါ့ knowledge တွေထပ်ပြီးတော့သိရအောင်မလဲဆိုတာကိုလည်းစောင့်မျှော်ပြီးတော့ကြည့်ရှုစေချင်ပါတယ်ရှင်ဒီနေ့စီစဉ်ကိုအချိန်ပေးပြီးတော့ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ် တူတယောက်ချင်းစီကိုကျေးဇူးအများကြီးပဲတင်ပါရှင်